မက်ဆီကိုဟန်တာကိုဘလောက်ခတ်ခဲ့တယ်လဲဆိုတာပြပြခဲ့တယ် Legendary ခံစင်မှု6ယောက်တောင်းဆိုထားတဲ့ဗီဒီယို၄ခုလည်းကဒုတိယမြောက်တောင်းဆိုမှုအများဆုံးဗီဒီယိုပါပထမဖြစ်တဲ့ဗီဒီယိုအပြင်နောက်ထပ်ဗီဒီယို၂ခုကိုလည်းတိတ်မကြခင်မှာတင်ဆက်ပေးပါမယ်အစားက၅ယောက်ပြောထားပေမဲ့၁ယောက်တိုးပြီး၆ယောက်ဖြစ်သွားပါတယ်မက်ဆီလို့ပြောလိုက်တာနဲ့အရင်ဆုံးဘာကိုပြေးမြင်မလဲအလိန်ခေါက်တွေပါသိကြပါတယ်မက်ဆီကအလိန်ခေါက်နဲ့ကြော်ကြားသူပါသူကရော်နယ်ဒင်းဟိုလိုစကေးများစွာတုံးတာမဟုတ်ပေမဲ့သူ့ကိုတားဖို့ဆိုတာတော်ယုံနေတော့မဖြစ်နိုင်ပါဘူး အခုလက်ရှိတော့မက်ဆီကအသက်အရွယ်ကြောင့် playmaker role ဆန်ဆန်ကစားနေပြီမယ်ဒီလောက်ကြီးမလိမ်မခောက်နိုင်တော့ပြီမယ်တစ်ချိန်ကတော့သူကတာစီယခက်ခဲခဲ့ပါတယ်မက်ဆီရဲ့ prime မှာမက်ဆီကတာစီယခက်ခဲခဲ့တယ်ဆိုတာကိုကမ္ဘာအကောင်ဆုံးလို့သတ်မှတ်ထားတဲ့ခံစင်မှု6ယောက်ကဒီလိုအတည်ပြုပေးထားပါတယ် AC Milan ရဲ့ဂန်ဝင်ခံစင်မှုကြီးမာဒီနီကကျွန်တော်မက်ဆီနဲ့မစုံခဲ့ရတာဖျားသခင်ဆောက်ရှောက်တာပါဘာလို့လဲဆိုတော့အဲ့ဒီတော့ကသူတန်ရာရနေလို့ပါဒီလိုကဖျားသခင်ကိုပဲကျေးဇူးတင်ရမှာပါ မာရီနီကသူ့ကိုကမ္ဘာအကောင်ဆုံးခံစင်မှုလို့လူတွေသတ်မှတ်နေတာကမက်ဆီနဲ့တွေ့ပြီးအဆက်မကွဲခဲ့လို့ပါတဲ့ like as messy because he was injured and when we when um, thanks god he was injured ခံစင်မှုတွေအတွက်အိမ်မဆိုးလို့တင်စားရတဲ့မက်ဆီကဘလောက်ကြမ်းခဲ့လဲဆိုတာဒါဆိုသူတို့ပြောတာတွေကိုနားထောင်ကြည့်ရအောင်ပါ 1. Alessandro Costa Cuda ကော့စတာကူတာဆိုတာ1986ကနေ2009ခုနှစ်အထိ AC Milan မှာကစားခဲ့ပြီး2009မှာ AC Milan မှာပဲအနားယူသွားတဲ့နောက်ခံလူတဦးပါကော့စတာကူတာကဘာစီလိုနာရဲ့ Ronaldinho နဲ့တော့ရင်ဆိုင်ခဲ့မှုတဲ့ကစားသမားပါ Ronaldinho ကိုလည်းကြမ်းကြမ်းတမ်းတမ်းတွေတက်ကယ်တွေသုံးပြီးဖြတ်ထုတ်ခဲ့မှုတဲ့သူတယောက်ဖြစ်သလို AC Milan ကစားသမားဖြစ်ခဲ့တဲ့အတွက် Milan Derby မှာ Ronaldo ကြီးကိုလည်းကြမ်းကြမ်းတမ်းတမ်းတက်ကယ်တွေသုံးခဲ့မှုတဲ့ကစားသမားပါဒိုကြီးနဲ့ဆိုကလပ်မှာရောနိုင်ငံမှာပါအချိန်ချင်းစုံခဲ့ပြီးအဲဒီကစားသမားတွေကိုဟန်တာခဲ့ရတဲ့ကစားသမားပါ မာရာဒိုနာကိုလည်းယဉ်ဆိုင်မှုပါတယ်။အဲ့ဒီကစားသမားက Sky Sport ရဲ့အင်တာဗျူးတစ်ခုမှာကျွန်တော်အာဂျင်တီးနားရဲ့ icon နှစ်ယောက်စလုံးနဲ့စုံမှုပါတယ်။သူတို့နှစ်ယောက်စလုံးကပါရမီရှင်တွေပါ။မာရာဒိုနာကယဉ်ဆိုင်ရခက်ခဲခဲ့ပါတယ်။မာရာဒိုနာပေါ်66ကြိမ်လောက်ကိုဖျက်ထုတ်ခဲ့ဦးပါတယ်။အဝါကတ်တွေလည်းအချိန်ချင်းအထိထန်ခဲ့ရပါတယ်။ဒါပေမဲ့ Messi ကတော့ game ကိုချိန်ပြစ်နိုင်ပါတယ်။ကျွန်တော်16နှစ် Messi နဲ့ယဉ်ဆိုင်ခဲ့ရဘူးပြီ။သူကကျွန်တော်ကိုအသာလေးဖျက်ကျော်သွားတာပါ။ကျွန်တော်ရုပ်ပြဆင်းပြက်ကိုကြံခဲ့တာပါ။အဲ့ဒီဖြစ်စဉ်55မိနစ်နေတော့ အန်စလော်ဒီကကျွန်တော်ကိုလူစားလဲလိုက်ပါလိရောဒါက16နှစ်သားမက်ဆီကဆရာဆရာကြီးတွေနဲ့ရင်ဆိုင်ခဲ့ရဘူးတဲ့ဆရာကြီးကိုမှအသာလေးကြော်သွားနိုင်ခဲ့တဲ့ဖြစ်ရပ်ကိုပြန်ပြောပြခဲ့တာပါနှစ်ဖူရိုကာလော့စ်ဖူရိုဆိုတာဘလို့ကစားသမားလဲဆိုတာမိတ်ဆက်ပေးနေဖို့မလိုဘူးထင်ပါတယ်ဘာစီလိုနာရဲ့ကန်ဝင်ကစားသမားကြီးဖြစ်သလိုစပိန်အသင်းရဲ့လဲကြံကြီးလည်းဖြစ်ပါတယ်ဖူရိုကဘာစီလိုနာအတွက်သာမကကမ္ဘာဘောလုံးလောကမှာစံထားရတဲ့စိတ်ဓာတ်မျိုးကိုပိုင်ဆိုင်ထားတဲ့ကပတိန်ကြီးတစ်ယောက်ပါ သူကအသိပေါ်ဖြစ်တဲ့အတွက်မက်ဆီနဲ့ထိတိုက်တော့ရင်ဆိုင်ခဲ့ရဘူးပါဘူး။သူ့ရဲ့မက်ဆီပေါ်မှတ်ချက်လေးကိုကြည့်ရအောင်ပါ။တခါတော့ကျွန်တော်လေ့ကျင့်ရင်ကမက်ဆီကိုတားဖို့အားလုံးကိုပြောခဲ့ပါတယ်။ကျွန်တော်အရာအားလုံးကိုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုကပ်ဖို့နီးတော်မနီးဆက်ခဲ့ပါအောင်။အဲ့ဒီအချိန်ကွာဒီယိုလာကမက်ဆီကိုမကန်ဘူးကျွန်တော်ကိုလှမ်းပြောတယ်။မင်းသူ့ကိုမကန်စေချင်ရင်ပွဲကိုရပ်ပစ်လိုက်မှရမယ်လို့ဒီအကြောင်းကို theory honorary လေးပြောဦးပါတယ်။လေ့ကျင့်ရင်ကမက်ဆီကိုထိခိုက်အောင်မကန်ဖို့မှားတဲ့အကြောင်းပါ။ နောက်ထပ်အနေနဲ့ honorary ကပွဲတစ်ပွဲမှာ space အရန်ရှားနေတဲ့အချိန် messi ကဘောလုံးကိုဆွဲသွားပြီးနောက်ခံလူတွေကိုကြောဖြတ်ပြီးခိုးသွင်းသွားပါတယ်။ Ferdinand Manchester United ရဲ့ခံစစ်ကြောက်ဆောင်ကြီးဖြစ်တဲ့ Rio Ferdinand ဆိုတာသူနဲ့ Vidic နှစ်ယောက်များတွဲထားရင်ကြိုက်တဲ့တိုက်စစ်ကစားသမားလာစားမှာဆိုတဲ့အထီကို တွဲဖက်မိမိနဲ့ကစားခဲ့တဲ့ခံစစ်အတွဲပါ။တိုက်စစ်ကစားသမားတွေရဲ့အတွက်ရင်ဆိုင်ရခက်တဲ့ခံစစ်အတွဲတွေကတတွဲလို့ပြောလို့လည်းရပါတယ်။ ဒါပေမဲ့မက်ဆီနဲ့အတွေ့မှာတော့ရင်ဆိုင်ရခက်ခဲခဲ့တဲ့အကြောင်းကိုဖာရီနန်ကဒီလိုပြောပြခဲ့ပါတယ် Patient was delaying yeah I wanted to delay Messi What I've done is I, I tried to slow him down but what he wants is he wants me to come here You look like you're trying to, you're 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 playing with him a little bit aren't you trying I'm trying to, to yeah I'm trying to slow him down let Carrick come back maybe to make yeah. it a 2v1 he wants me to come to the ball and engage him အဲ့ဒီညကကျွန်တော်ဘဝမှာအရှက်ရတော့ကျွန်တော်ဘဝမှာအရှက်စရာအကောင်းဆုံးညပဲမက်ဆီတမပိုင်းအဲ့ဒီဝယ်ကကျွန်တော်တို့နိုင်နိုင်ပါတယ် ရီယိုပြောနေတာကချန်ပီယံလိဖိုင်နယ်ပွဲအကြောင်းပါဘာကာကဝင်ပါလီမှာကျွန်တော်တို့ကိုလုံးဝသင်ကန်းသာပေးခဲ့တယ်ဝမ်းနေကြကောင်းတာကရီယိုအနေနဲ့ဒါကိုခြေပွားခွင့်မရလိုက်တာပဲသူတို့နှစ်ကြိမ်ရင်ဆိုင်ခဲ့ရပြီးနှစ်ကြိမ်လုံးအရှုံးပေးခဲ့ရတာပါလေးချီလီနီဂျူဗင်တက်ရဲ့ခံစင်မှုကြီးချီလီနီကတော့ဘလို့တိုက်စင်မှုတွေလာလာခံနိုင်ရရှိတယ်ဆော်ရက်ကြိုက်တာလည်းခံနိုင်ရရှိတယ်သူမခံနိုင်တာကမက်ဆီနဲ့တွေ့မှာပေါ့ဗျာတဲ့ ချီလီနီကခရစ္စတီယာနိုရော်နယ်ဒိုနဲ့ယင်ဆိုင်ရရင်မင်းမှတ်ထားရမှာကသူ့ရဲ့ညာခြေထောက်ထဲဘောလုံးရောက်မသွားဘူးပါဒါကမကာကွယ်နိုင်ရင်တော့မင်းသွားပါပြီမင်းအနေနဲ့သူ့ရဲ့ညာခြေအတွင်းဘက်ထဲကိုဘောလုံးရောက်မသွားခင်မှာတာစီလို့ရပါမယ်အဲ့ထက်နောက်ကျရင်တော့မင်းတာစီလို့မရတော့ပါဘူးမက်ဆီနဲ့တွေ့ရောလို့ပြီးတော့မက်ဆီလားမက်ဆီနဲ့တွေ့ရင်တော့မင်းလက်ကိုကြက်ချေခဲ့ပုံစံလုပ်ပြီးဖျားသခင်စီမှာပဲဆူတောင်းတော့လို့ပြောပြသွားခဲ့ပါတယ်ငါအက်ရှလီကို Ashley Go က Cristiano Ronaldo dribbling ကစားတဲ့အချိန်က Premier League မှာ Ronaldo နဲ့အများဆုံးရင်ဆိုင်ခဲ့ရတဲ့သူပါ Ronaldo ကိုယ်တိုင်လည်းသူ့အတွက်ခက်ခဲဆုံးပြိုင်ဘက်က Ashley Go လို့ဖြေခဲ့မှုပါတယ်နှစ်တွေကြာလာတဲ့ကကျွန်တော်နဲ့ Ashley Go ရဲ့ရင်ဆိုင်ရတဲ့ပုံတွေကိုပြန်စဉ်းစားမိတယ်သူကမင်းကိုအသက်ရှူဖို့အခွင့်အရေးတောင်မပေးဘူး Ronaldo ကသူ့ရဲ့အခက်ခဲဆုံးပြိုင်ဘက်က Ashley Go လို့ပြောခဲ့ပါတယ်လူတွေကကျွန်တော်နဲ့ရော်နယ်ဒိုရဲ့ပြိုင်ဆိုင်မှုအကြောင်းကိုပဲပြောကြတယ်။တကယ်တော့မက်ဆီကကျွန်တော်အတွက်အရန်ကောင်းလုံးနေပါတယ်လို့ဖြေခဲ့ပါဗျ ADL နဲ့တွေ့တဲ့ interview မှာတော့သူ့အတွက်အခက်အခဲဆုံးပြိုင်ဘက်က Ronaldo လို့ဖြေပြန်ပါတယ် Who's been your hardest opponent in your career? The hardest opponent probably have to be I'll say Ronaldo သူ့ဖြေကတသမတ်တည်းရှိမနေပါဘူးဒါက Ronaldo ကိုရင်ဆိုင်ရအခက်ဆုံးလို့ပြောထားဘူးတယ်ဆိုပြီးလာပြောကြမှာဆိုလို့တခါတည်းထည့်ပြောတာပါဒီနှစ်ယောက်အကြောင်းပြောရင်တော်တော်လေးသတိထားပါတယ် Ashley ကိုအဖြေကတသမတ်တည်းမရှိတာပါ6 Van Dijk ဗန်နိုက်စ်ကလည်းမက်ဆီနဲ့ပတ်သက်ပြီးဒီလိုပြောခဲ့မှုပါတယ်၂019ခုနှစ်မှာကျွန်တော်မက်ဆီနဲ့ရင်ဆိုင်ရတဲ့အခါကွင်းထဲမှာသူ့ကိုကျွန်တော်ရှောင်နေခဲ့တာအားလုံးသိပါတယ်ကျွန်တော်ကနောက်ဆုံးနောက်ခံလူဖြစ်ချင်ခဲ့တာမက်ဆီနဲ့ရင်ဆိုင်ရခင်အထိကစားသမားတယောက်ကိုဘယ်တော့မှမကြောက်ခဲ့ဘူးဘာကြောင့်လဲဆိုတော့သူပါလုံနေဆိုတာမခံမနိုင်လို့ပဲအဝယ်လက်ကနေရောက်တော့ Rajan Clock G ကမင်းမက်ဆီစီပါလို့မတော်ရလေမင်းကြောက်နေရလားမင်းရဲ့ဈေးကတန်ဖိုးကျသွားမှောင်မင်းကြောက်နေရလားဆိုပြီးစူဘူးချိန်ပေါင်းခဲ့တယ်။မက်ဆီကတကယ်ကိုဂန်ဝင်ပါလို့ပြောပြခဲ့ပါတယ်။ ခံစားမှုတွေအတွက်မက်ဆီကအိမ်မဆိုးဖြစ်ခဲ့တယ်လို့ဂိုးသမားတွေအတွက်ရော်နယ်ဒိုကအိမ်မဆိုးဖြစ်ခဲ့ပါတယ်။ဂိုးသမားတွေမေးတဲ့အခါရော်နယ်ဒိုကိုပူကြောက်ကြပြီးခံစားမှုတွေကတော့မက်ဆီကိုယင်ဆိုင်ရင်လောက်ကြောက်ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့အဆက်ကွဲသွားနိုင်တာကိုဒါကြောင့်ဒီဗီဒီယိုအောက်မှာအញမပွားစေချင်ပါဘူး။မက်ဆီနဲ့ရော်နယ်ဒိုကိုဘာလို့အကောင်းဆုံးလို့သတ်မှတ်လဲဆိုရင်အဲ့ဒီအဆင့်မှာတစ်နှစ်နှစ်နှစ်ပဲနေနိုင်တာမျိုးမဟုတ်ပဲနှစ်ပေါင်း20လောက်ကိုအဲ့ဒီအဆင့်မှာအချိန်ကြာကြီးရပ်တည်နိုင်လို့သူတို့ကို နိုင်ငံတကာကမီဒီယာတွေကလောင်ရှင်တွေက ghost လို့သတ်မှတ်တာပါ။ဒါပါပဲ။ ဒါကြောင့်အငင်းမပွားကြပါနဲ့။မက်ဆီကတကယ်ကိုမော်ဆန်တဲ့သူတူပါ။နောက်ဆုံးအနေနဲ့ကြော်ညာလေးတစ်ခုဝင်ကြပါရစေ။ Movie ဝန္ဒနာပါတဲ့ညီကိုတွေအတွက်ကျွန်တော်ရဲ့ Recap Channel လေးကိုမိတ်ဆက်ပေးကြပါရစေ။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ video လေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်း video တွေ technical analyze video ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ် ားလုံးကိုကျေးဇူးထူးထင်ရှိပါရခင်ဗျာ။